ွန်ပြည်နယ်မှာကသတင်းချုပ်ပြီဆိုတာနဲ့ဟိုရဘုရားပွဲတီရဘုရားပွဲတွေကဖြစ်ပြီးဘုရားပွဲနဲ့အတူကျင်းပပြတာကမြမရိုးရလက်ဝေပွဲတွေပါမွန်လူမျိုးတွေလက်ဝေကြိုက်ပုံများအောချလောက်ပါတယ်ဂျွာနမယ်တော့မေ့နေပါပြီဂျွာတွေကများတော့စိတ်ထဲရောနေတာလည်းပါပါတယ်ပွဲကဝင်းထွန်းနဲ့ကြားရစာမော်လမြိုင်စားချုပ်ထားတာပါကျွန်တော်တို့ဖွဲ့မှာကစားချုပ်ပွဲရပြီဆိုတာနဲ့ဂျားပွဲထိုးမဲ့သူတွေအထူးပွဲထိုးမဲ့သူတွေကအကုန်ချီတက်သွားကြတာမင်းမင်းကျော်ဆန်းကရင်လေးမျိုးဆက်တဲ့ ၊ကရင်လေးရဲ့ညီသားကရင်၊မင်းထွန်းလေး၊စောသားငယ်၊ရွှင်ပြောပြောအားလုံး၉ယောက်၁၀ယောက်လောက်ရှိတယ်။ရန်ကုန်ကနေရထားနဲ့သွားကြတာ။မော်လမြိုင်ရောက်မှတံပြူစရက်ကိုကားစီး၊တံပြူစရက်ရောက်မှအဲ့ဒီရွာသွားမဲ့ကားကိုမေးပြီးသွားကြရမှာပါ။ရန်ကုန်ကနေညရထားစီးရင်မနက်ဆိုမိုးဒမကိုရောက်ရမှာ။အဲ့ဒီအခေါက်မှာရထားကကြိုက်ထုံမရောက်ခင်လမ်းမှာပြတ်နေတာ၂နာရီလောက်ကြာသွားတယ်။မိုးဒမဝင်နောက်ကြတာပေါ့။မော်လမြိုင်ရောက်တော့မနက်၁၀နာရီကျော်၁၇နာရီဆိုတော့အချိန်ကလင့်နေပြီ။ ထမင်းစားခြင်းဖြစ်နေလို့မနက်ပိုင်းအစာပြေမစားဘဲထမင်းပဲအပြီးစားလိုက်ကြပါတယ်။မော်လမြိုင်ဈေးကြီးရှိကတံပြူစရက်ကားကိုစီးပြီးတံပြူစရက်ရောက်တော့အဲ့ဒီရွာကားကြီးကိုစုံစမ်းလိုက်တဲ့ရဲစခန်းရှိလမ်းကြားထဲမှာတဲ့တချို့ကားတွေထွက်သွားပြီးဈေးဝယ်နေတဲ့ကားတစ်စီးကြံသေးတယ်။အဲ့ဒီကားနဲ့လိုက်သွားရင်ရတယ်လို့ဂိမ်မူလာကာသမလာမသိဘူး။သူကပြောပါတယ်။သူပြောသလိုပဲစောင့်နေတာမကြဘူးဈေးကရောက်လာတယ်။ကျွမ်းမဖျားဝဲရှိတော့ကားပေါ်မှာတင်လာလိုက်တဲ့ကုံတွေလူထိုင်လို့တောင်ရပါမလားအောင်မရတဲ့ ကားအတွင်းထဲပါလာတာကမိန်းမ၄၅ယောက်ကားတစ်စီးလုံးပစ္စည်းကအပြည့်အသိလဝိသမားတွေဆိုတော့ကားလာတာနဲ့ခေါမိုးပေါ်တက်နေရယူကြပါတယ်ရင်မောင်းကောင်းပေါ်မှာပစ္စည်းတင်ဖို့လှုပ်ထားတဲ့ချင်းနဲ့ပါတဲ့ကြောပွေးကြီးတွေထည့်ပြီးကားခေါမိုးပေါ်တက်ထိုင်ကြတာပေါ့စပရာကောင်လေးကအောက်မှာခဏဆင်းထိုင်ပေးကြပါမဆန့်လဲကားနောက်ခိုးစီပြီးလိုက်လာကြမြို့ထွက်ကြမှာခေါမိုးပေါ်တက်ပါဒီရက်တွေစီမံချက်ရှိနေလို့တဲ့မြို့ကထွက်တော့ကားခေါမိုးပေါ်အကုန်တက်နေရယူကြရတာကားခေါမိုးကလည်းချက်ချက်သက်သက်ပါပဲကုံတွေတင်ထားလိုက်တာ ကြာစံဒုတ်တွေခေါဆွဲကြောက်ထုတ်တွေဂေါ်ဘီဒုတ်တွေအရက်ဖာတွေရောအဖြစ်နောက်မှသိရတာကရွာကမော်လမြိုင်ရေးတဝဲရထားလမ်းပေးမှာပါရထားစီးပြီးသွားလဲရတယ်ကိုရီကကီးခရများလို့ကားနဲ့သွားကြတာရွာကိုရောက်တော့ကိုနဲ့စာချုပ်ချုပ်ထားတဲ့လူနာမည်မေးပြီးသွားတွေ့ရတယ်သူနဲ့တွေ့တော့ဖျားပွဲကျင်းပမဲ့နေရာအင်းကအင်းတလုံးမှာနေရာချပေးပါတယ်အင်းကပြင်ငင်းပြင်ကတုံမိုးချေတန်းရှိအိမ်မှာတိုင်အလုံးလက်ဝဲသမားတွေနေဖို့စီစဉ်ထားတာအင်းရှင်တွေကတယောက်မှမရှိကြဘူးထိုင်းဘက်မှာသွားပြီးတော့ရဘာသွားချစ်ကြတယ် အိမ်ကိုရွာလူကြီးနဲ့ရွာပုံးကြီးကိုအတ်သွားတာဒီနေ့ဖျားပွဲပြတ်မလာကြဘူးရေတွင်းလည်းရှိတော့အဆင်ပြေတာပေါ့အိတ်ဖို့ဖျားနဲ့ခေါင်းတွေကိုတော့ရွာကဘုံကြီးကျောင်းမှာကိုယ်ထဲကနှစ်ယောက်ရွာလူကြီးနဲ့လိုက်ယူကြရပါတယ်ထမင်းကတော့ဘုံကြီးကျောင်းမှာစားဖို့စီစဉ်ထားတယ်တဲ့မနက်စားတော့လမ်းမှာစားခဲ့ပြီလို့ပြောပြီးညစာကိုဘယ်အချိန်လောက်လာခဲ့ရမလဲမေးတော့ရွာလူကြီးက၄နိုင်ခွဲ၅နိုင်လောက်ဆိုရပြီတဲ့ဂျေစုတင်ကျောင်းပြောပြီးအားလုံးရေမိုးချိုအနားယူကြပါတယ်ညနေဘုံကြီးကျောင်းထမင်းသွားစားကြတော့အခြားလက်ဝိအဖွဲ့တွေလည်းရောက်နေကြတာတွေ့ရပါတယ် ိုနဲ့တီးတဲ့ခင်းနဲ့မြမန်းတမ်းမိတဲ့သူတွေကြီးပါပဲ။ចောင်းဝင်းကြီးကလည်းအကျဲကြီး၊ဘုံင်းចောင်းတွေကလည်းဒူးနဲ့ဒဲနဲ့အခိုင်အခန့်ဆောက်ထားလိုက်ကြတာ။တချောင်းနဲ့တချောင်းကူးတဲ့ဇောင်းနှန်းထဲမှာအလှူရှင်နာမည်တွေကိုမွန်လိုရေးထိုးထားကြတယ်။ယောက်ျားလေးနာမည်ရှိမှနိုင်ပါပြီးမိန်းကလေးနာမည်ရှိမှတော့မိလို့ရေးထားကြပါတယ်။လောဝိသမားတွေကိုထမင်းချက်ကျွေးတဲ့စွန်းစားចောင်းကြီးကလည်းအကျဲကြီး။ចောင်းရဲ့အပေါ်မျက်နှာချက်အောင်နာမှာတော့ဘုဒ္ဓဝင်ပကြီကားတွေပတ်ပတ်လည်ရေးဆွဲထားပါတယ်။ဖះရှင်ရှင်နာကចောင်းနိုင်မှာတော့ စွန်းစားကြောင်ဆောက်လုပ်လူဒန်းသွားတဲ့လူရှင်တပ်ပုံကြီးကိုချိတ်ဆွဲထားပါတယ်။ထူးခြားတာကမျက်နှာရဲ့ညာဘက်အချမ်းမှာထိုင်းမီရင်နဲ့မိဖုရားပုံကိုဘာကြောင့်ချိတ်ဆွဲထားကြသလဲမသိပါဘူး။ကိုစဉ်းစားကြည့်မိတာကဒီနယ်ဘက်ကသူတွေစီးပွားရေးနဲ့ငွေရေးကြေးရေးအလုပ်ကိုင်တဲ့အခွင့်အလမ်းတွေကတိုင်မာချိတ်ဆွဲထားတဲ့ဘရင်နဲ့မိဖုရားနန်းဆန်တဲ့နိုင်ငံကိုမှီခိုနေကြရတာကိုစားတောက်ပြီးတော့ရွာထဲလျှောက်သွားကြသေးတယ်။ရွာလေကအတော်လေးစီကားပါတယ်။ရွာလေလမ်းမကြီးတစ်လျှောက်မှာလဖေးဆိုင်အေးဆိုင် အထဲဆိုင် အမျိုးသားစပင်ညက်ဆိုင်အမျိုးသမီးအလှပြင်ဆိုင်ကုံစုံဆိုင်တွေနဲ့ဆိုတော့ကိုယ်စိတ်ထဲရွာလေကမြို့ဟန်ပေါက်နေပြီးရွာစုံကတော့ပကတိကြီးလက်ပုံစံမျိုးပါရွာကရွာကြီးအတော်လေးချမ်းသာကြပုံရပါတယ်ရွာထဲလမ်းလျှောက်ပြီးတော့အကုန်လုံးတဲခိုတဲ့အိမ်ကိုပြန်လာပြီးအိတ်လိုက်ကြပါတယ်ခီးပန်းလာလို့လားမသိဘူးခေါင်းချတာနဲ့မျက်လုံးကဆင်းနေပြီးပွဲစည်းတဲ့အတန်ချက်ဆက်ကဖွင့်လာတဲ့တချင်းဆန်တွေကအတိုင်းသားကြားနေရတယ်ဗားရင်ရဲ့ဖះချောင်းလဲမင်းကမရောက်တာတော်ကြပြီတဲ့ ဒီနေ့ကတော့နေရာတိုင်းဘားတွေနှစ်ပါပဲကို့အဖွဲ့တွေဒီရွာကိုဒါပထမဆုံးရောက်ပူးခြင်းဖြစ်တယ်နောက်တော့ဒီရွာသာမကဒီနီးပတ်ဝန်းကျင်ဒီနယ်တဝိုက်ကိုချောင်းပေါက်မတက်ရောက်ကြတော့တာပါပဲအနှင်းနှစ်ကရင်ဟန်ဝွန်လမိုင်းတောင်ပြင်တောင်ပုံအရွတ်တောင်နှင်းစုံစုံနသားမြိုင်ရေးမျိုးတို့ကိုတစ်နှစ်တစ်ခေါက်မကတချို့ရွာတွေဆိုရင်နှစ်ခေါက်ရွာမှာဖုံးကြီးကြောင်းနှစ်ကြောင်းရှိရင်တောင်ကြောင်းကတစ်ပွဲမြောက်ကြောင်းကတစ်ပွဲပွဲရှိတိုင်းလက်ဝဲပွဲကပါစမြဲကို ဂျွာမာလက်ဝဲပွဲဒီနေ့စပြီးဒါကြောင့်အဖွဲတွေကိုအကြောလျှော့ကိုလက်လေ့ကျင့်ခန်းလုပ်ပြီးရင်ရေချိုးထမင်းဆော့ဆော့စားပြီးလက်ဝဲယုံကိုဂျားပွဲလူအတွဲရအောင်ဆော့ဆော့သွားဖို့မှာရပါတယ်ပြောမဲ့သာပြောရတာပါခလေးတွေကဂျွာဒီမှာဆိုရင်ပထမနေ့ပွဲဥပွဲပြားမထိုးကျင်ကြဘူးပထမနေ့လူခေါ်ပွဲမြေချပွဲဖြစ်လို့တချို့ရွာကစူးကျင်းဝင်မကောင်းအလယ်နဲ့နောက်ဆုံးနေ့တွေကပွဲကြီးလဲပါဂျုံနဲ့ပရိသတ်လဲအဝင်များတော့စူးကျင်းဝင်လဲကောင်းတယ်လူအများရှိမှကိုစမ်းကိုစားပြရတော့နာမည်လဲရမယ်မဟုတ်လား ဘေးကစုတော်ငွေချတာကလည်းရတယ်လေဒါပေမဲ့မတက်နိုင်ဒါတဲ့လူကများတော့အားလုံးပွဲရဖို့ရှေ့ရနောက်ရရွေးချယ်ကမရှိပါဘူးပွဲလိုက်လာရင်ပွဲထိုးရဖို့အရေးကြီးတယ်မဟုတ်ရင်ဖျားဘူးအားမွေဖြစ်သွားမယ်ဖျားဘူးအားမွေဆိုတာရောက်တဲ့ရွာကဖျားကိုဖူးပြီးရွာကကျွေးတဲ့ထမင်းကိုစားပွဲမထိုးရပဲအိမ်ပြန်ရတဲ့သူတွေကိုဖျားဘူးအားမွေလို့လက်ဝဲလောကမှာခေါ်လို့ရှိတယ်ပွဲမထိုးရရင်လမ်းစိစားစိတောင်းရင်လည်းခတ်မယ် ပွဲမထိုးပဲလူဘိုတွေနဲ့ဇေယိတ်တင်တောင်းနဲ့ထင်ပြီးစကားဘူတွေပြောရတတ်တယ်။နားလည်မှုရှိတဲ့ဖះလူကြီးတွေရွာလူကြီးတွေဆိုရင်တော့ကောင်းတာပေါ့။လဝိယုံနဲ့ရောက်တော့အခြားအဖွဲ့တွေလည်းရောက်နေကြပါပြီ။တထုံအဖွဲ့၊မော်လမြိုင်အဖွဲ့၊ရေးအဖွဲ့၊ဂျွာပယ်ဝင်းကျင်ကနေကန်လဝိသမားတွေအတော်များတယ်။ကိုကအယုံများတဲ့ချီးကားတဲ့လုံနေပွဲမရပဲဖြစ်သွားမယ်။ဂျွာကန်လူငယ်တွေလည်းပွဲထိုးဖို့စီရင်ပေးနေတာတွေ့ရတယ်။လူနာမည်ပြောရင်နောက်ကဂျွာနာမည်လေးတွဲပြောရတယ်မဟုတ်လား။ကိုကလိုက်မှတ်ထားရတယ်။ဘယ်ဂျွာကဘသူဆိုတာမျိုးပေါ့။ ဂျိုးဝိုင်းတန်ကအခြားဘွဲတွေမှာကိုနဲ့ရင်းနှီးနေတဲ့သူပါသွားပြီးနှုတ်ဆက်ရတယ်ပါလာတဲ့လက်ဝဲသမားတွေနာမည်ပြောပြီးပွဲရဖို့သူ့ကိုမျက်နှာလှုပ်ရသေးတယ်သူ့ကိုမထီမဲ့မြင်လုံးလို့မရပါဘူးပွဲစည်းတန်းမှာတွေ့ရင်အတင်းခေါ်ပြီးကြွယ်ရင်ဘူးလေးဘီယာလေးတိုက်ဆရာဆရာလို့ခဏခဏခေါ်သူ့ပြန်မယ်ဆိုလဲသူ့ရဲ့ကျင်းသူတထာဇနီးမရအတွက်ခောက်ဆွဲကြော်ကြာစံကြော်တခုခုတော့ပါဆယ်လေးပေးလိုက်မှနောက်ပွဲတွေတွေ့ရင်အဆင်ပြေမှာမဟုတ်လားသူ့နေရာနဲ့သူပေါ့လေလူတွဲတော့ ရောင်းနေတဲ့အဖွဲတွေမြို့အမီတက်ခေါ်ရင်ဂျားပွဲထိုးမဲ့သူတွေအကုန်ကျိုးဝိုင်းမော်တက်ဒေါင်လေးတောင်မှနေရယူကျိုးဝိုင်းတိုင်ကထိုးမဲ့သူတွေများလုံးလို့မနေ့တောင်းမှန်ပြီးမောင်းချလိုက်ရတယ်ကျိုးဝိုင်းတိုင်ကမြင်မှုတွေ့ဘူးသူတွေကိုအကဲခတ်လက်ရည်ညီမဲ့ထင်းတဲ့သူတွေကိုတွဲပေးတတ်ပါတယ်ဂျွာကန်နေကန်တွေကိုဦးစားပေးပြီးတွဲတာပါဂျွာကန်ပါမစိတ်ဝင်စားပြီးလူဝင်မယ်လေပွဲပထမနေ့နဲ့ဒုတိယနေ့အတွက်ပါနှစ်ရက်စာတွဲလေးရှိပါတယ်ကို့အဖွဲက၃ယောက်ရတယ်တားကရင်မင်းထွန်းလေးရွှင်ပြပြောတို့ပါအလုံးပြီးသွားတော့စင်ပေါ်မှာကျိုးဝိုင်းတိုင်နဲ့အတူနှစ်ယောက်ကြံနေတယ် နှစ်ယောက်လုံးကအကောင်ကြီးတွေပဲတယောက်ကကို့အဖွဲ့ကကျော်ဆန်းရန်ကုန်နဲ့နောက်တစ်ယောက်ကရွာကန်လူငယ်ကျွဲကြီးတဲ့ကျွဲကြီးကလူကောင်ပို့ထွားပါတယ်ကျိုးဝိုင်းတိုင်ကအဲ့နှစ်ယောက်ဖြစ်လာလို့အဖွဲ့ကောင်းဆောင်ဖြစ်တဲ့ကို့ကိုမေးတော့ကိုကလည်းဖြစ်တယ်ဒီနေ့တို့ရမှာလားမနှက်ဖြန်ပွဲအတွက်လားမေးတော့ခုံတိုင်းတာဝန်ရှိသူတွေကမနှက်ဖြန်ပွဲအတွက်လို့ပြောပါတယ်ကိုကကျွဲကြီးကိုကြည့်လိုက်တော့အသားမဲမဲလူကောင်ကြီးကြီးတောင်းတောင်းတင်းတင်းမျက်နှာမှာတဏှခါပရပြင်းနဲ့ခေါင်းကစပင်ကိုအလေတက်တက်မှတည်ရခွင်းနဲ့စူးစီးထားသေးတယ်စွကျဲအဖြူလက်ပြက်ရွှေဆွဲကျိုးလဲဆွဲထားသေး ပစိုးကပလေကအပြအကွက်အကျဲကပုံစားအရှိနဲ့အသားကမဲလိုက်တာဒါကြောင့်သူ့အမေကကျွဲကြီးလို့နာမည်ပေးထားတာဖြစ်မယ်လက်ဝဲကျိုးဝိုင်းကိုကြောမိပြီးလက်နှစ်ဖက်ကိုအပေါ်ဆုံးကျိုးပေါ်တင်လို့နေတာကမထီမဲ့မြင်ပါမတီပုံစံဆောင်ကြွားကြွားအပေါ်အောက်တော့မျှပုံရတယ်ကတောင်းမကြိုက်တာတော့အောက်ပိုင်းမမြင်ရဒါပေမဲ့သူ့ခြေဖမိုးကြီးတွေကိုကြည့်တာနဲ့ခြေစလုံးနဲ့ပေါင်ဘလောက်ရှိတယ်ဆိုတာခံမှန်းလို့ရတယ်ဝါနေသလိုလုံးလုံးကြီးရှိနေပေမဲ့ဘိုက်ကမဟုတ်ဘူးခါမှာဘေးစီတွေလည်းမရှိဘူး အလုတ်ကိုခါချိုးပြီးလက်ကြောတင်းနဲ့လုံးမဲ့ပုံမှာမာရီကျော်ရဲ့ရှိပုံရပါတယ်။ကိုလူကျော်စန်းကိုကြည့်လိုက်တော့မျက်နှာမကောင်းဘူး။အတွဲရပြီးအောက်ခုံတိုင်းမှာအမိစင်းပေးဖို့ဆင်းလာတော့ကိုနားကိုကပ်ပြီးဖြစ်ပါမလားဆရာတဲ့။ကိုကလည်းဖြစ်တယ်။ "तू ကကျွဲကြီးဆိုရင်မင်းနာမည်ကိုချိန်လုံးလို့ပေးလိုက်။ဒါမှငယ်နိုင်กว่า။နန်းနေမိသားဖြစ်မှာလို့ပြောလိုက်ရတယ်။နောက်မှကိုကခုံတိုင်းသားသွားပြီးသူတို့အတွဲကအကောင်ကြီးတွေဂျားပွဲထိုးမဲ့အစားလေးကြီးအထူးပွဲအဖြစ်ဆင်ပေါ်မှာပဲပေးနာပြီးထိုးဖို့စူချင်းငွေကိုလည်းတိုးပေးဖို့မြစ်တာရက်ခံပြီးပြောရတယ်။ လူကြီးတွေကမနှက်ဖြန်အဆင်ပြေအောင်လုပ်ဝင်မယ်ဆိုလို့တော်သေးတာပေါ့ဆိုပြီးစိတ်ထဲတေးထားလိုက်တယ်။သူတို့ရွာမှာကဂျားပွဲတွေကိုစနေဟောင်းအတိုင်း၃လထိုးပြီးတချီတက်မှတ်ကဆင်းအောင်မှာပေးနာတာပါ။ဂျားပွဲကိုတစ်ခါလွှတ်ရင်၅ပွဲ၃ပွဲပတ်လည်တိုက်တာဆင်းအောင်မှာပေးနာပြီးတော့ပြန်ထိုးကြတာလေ။ကိုကဆင်းပေါ်မှာပဲနားပြီးလေးကြီးထိုးရရင်ကိုကလေးကိုပြိတ်သက်မှတ်မိမယ်။နိုင်ငံ့ရဲ့နာမည်ရပြီးတခြားရွာကလာကြည့်တဲ့သူတွေသဘောကျနှစ်ချိုက်လို့ကတော့စာချုပ်ပွဲရဖို့တည်ကြပြီး ထမနေ့မှာကြားပွဲထိုးတာကိုကလေး၃ယောက်လုံးနိုင်ကြတယ်။ကွဲပြီးတော့ရေမိုးချိုးဘုံကြီးကျောင်းမှာထမင်းသွားစားကြတယ်။ကိုကတော့တခြားရွာကဖះလူကြီးတွေရောက်လာပြီးဝင်းထုံးကိုနောက်ပွဲစာချုပ်တဲ့ကိစ္စလဝိယုံဝေးကအေးအေးဆိုင်မှာပြောနေကြလို့နောက်ကြပြီးမှအိမ်ပြန်ရောက်လာတယ်။တဲကိုတဲ့အိမ်ရောက်တော့ကိုလူတွေတယောက်မှမရှိကြတော့ဘူး။မျိုးဆက်တစ်တယောက်ပဲရှိတယ်။အားလုံးပွဲစည်းသွားကြတယ်။မျိုးဆက်တစ်ကတော့ကိုမန်နေဂျာဆိုလဲဟုတ်ငွေရင်းစင်းကင်လို့ပဲခေါ်ရမလားမသိ။အဖွဲအားလုံးရဲ့ထိုးကြီးဘေးစုငွေအကုန်လုံးသူ့ကိုအပ်ဖို့ကိုကတောင်းဝင်ပေးထားတယ်။ အဲ့လိုမှမဟုတ်ရင်ဖះပွားနဲ့အတူလောင်းကစားဝိုင်းတွေရှိနေတော့အပျော်ဆိုပြီးနိုင်မလားလို့ကစားရကမနိုင်တဲ့အပြင်ခွက်ခွက်လန်အောင်ရှုံပြီးလမ်းစိတ်တောင်းပြန်ရတဲ့သူတွေလည်းတပုံကြီးရွာတွေမှာဖះပွားနဲ့အတူပွဲစီအောင်ရံပုံငွေရအောင်ဆိုပြီးကစားဝိုင်းတွေထည့်ကြတယ်လေတန်ပိုလာအနီတောင်ဝိုင်းတွေနဲ့ဂလုံးဂလုံးကျိုးဆွဲအန်စာဝိုင်းတွေရှိတယ်လေကြားနောက်ကောင်ဇော်တို့စင်နောက်ကောင်ကြားတို့ဗောဒါတောင်ရွာကရွှေဘော်လုံးကစားဝိုင်းလက်မခံလို့ရွှေဘော်လုံးကလည်းပွဲစီမှာသူ့အတွက်တနေရာရရင်ရွာကကြိုက်တဲ့ဘွယ်305ပြိမယ်တဲ့ ရွာကလက်မခံဘူးလက်ခံလိုက်လို့ကတော့ပွဲစည်းလာတဲ့သူတွေရဲ့ပစံတွေသူတို့အတွက်ကြီးပဲပေါ့အလကားကြစားတွေဝိုင်းမော်ကြလာတဲ့ပစံအကုန်လုံးသိမ့်တာကိုနဲ့မျိုးဆက်သစ်နှစ်ယောက်တည်းပွဲစည်းလျှောက်ကြတယ်ပွဲစည်းကပထမညကလေးကအတော်စီနေပါပြီစားတော့ဆိုင်နံပါတ်မှာအအေးဆိုင်လက်ဖက်ရည်ဆိုင်အကျော်နဲ့မွေးငါဆိုင်အရက်ဆိုင်ထူးကြတာကဆိုင်တိုင်းမှာကာရာအိုကေရှိတယ်စားရင်တောင်ရင်တချင်းလဲဆိုလို့ရတယ်လေတွေ့ပါပြီကိုအဖွဲတွေရွာကလူငယ်တွေအပြိုလူပြိုအသင်းရံမုံငွေဖွင့်တဲ့ဆိုင်ထဲမှာရွာကလူငယ်တွေနဲ့ ဘယ်တော့ကလေးကမိတ်ဆွေဖြစ်ကုန်ကြလဲမသိ။ဆိုင်းကအတော်လေးခန်းထားတဲ့ဂျာမနီတိုင်းအထိမ်းအမှတ်ဟင်းသာယုတ်ကြီးနဲ့ဆိုင်းမုတ်ကိုမိအောင်စုံထွန်းလာတယ်။ဆိုင်းထဲမှာလည်းလူငယ်တွေကမွန်ရိုးရဝတ်စုံအပေါ်အင်းကြီးအဖြူရောင်အောက်ကပစိုးအနီကွက်ကလေးတွေနဲ့အမျိုးသမီးတွေကလည်းအပေါ်အဖြူအောက်ကအနီရောင်ချိတ်ထမိန်လေးတွေနဲ့ဆိုင်းအတွင်းမှာလည်းမာဂျူရီထွန်းလာတော့လူတွေအကုန်လုံးဖြူသလိုပြားသလိုတောက်ပါပြီးလှနေကြတာပေါ့။အဲ့ဒီဆိုင်းပြီးမှကလုံခြုံရေးနဲ့ပြန်ကြရေးနေရအထဲမှာတော့ပွဲတော်ကျင်းပရဲ့လူကြီးတွေ ီသူစစ်တွေမိသက်တွေလည်းရှိနေကြတယ်။ဘေးမှာကကျမ်းမာရေးဌာနကျမ်းမာရေးတခုခုဖြစ်ရင်ကူညီနိုင်အောင်လေ။စီမံထားတာကအတော်လေးတောင်းဆိုပါတယ်။သူတို့ဘေးမှာတော့ဝါးနဲ့လေးတိုင်စင်ဆောက်အပေါ်မှာထေရန်မိုးဘကကြဲကြဲလေးဘေးမှာကားပြီးအောက်မှာကောက်ရိုးတွေခင်းထားတယ်။ကောက်ရိုးတွေအပေါ်မှာတော့တလုံးကြီးကိုထွင်းပြီး၆ပောက်ထိတ်တုံးရှေ့မှာပြည်သူစစ်တယောက်တနတ်ကိုလွဲလို့မိသက်ရဲဘော်တယောက်လည်းရှိတယ်။လက်ဘေးမှာလည်းဝစီတလုံးဆွဲထားသေးလက်မောင်းမိသက်တစ်စိတ်အောက်မှာနှစ်ရင်းနဲ့အဲ့ဒီအောက်မှာမှလက်ပတ်မှာတာဝန်းနဲ့ကောင်းတယ် တခါတလေရွာကလူတွေဖျားပွဲပျော်ကြွှင်ကြတဲ့အချိန်မှာစိတ်အနှောက်အယှက်ဖြစ်အောင်ဆိုးတန်းခဲ့ရင်အဲ့လိုထိန်းချုပ်ရတာရွာတလေပေါ့ဒီဘက်ဘေးမှာတော့ပွဲစည်းအမှတ်ရပစ္စည်းဆိုင်တွေပါချုပ်ပြီးသားအင်ကြီးပေါင်းမီဆိုင်တွေခလေးကစားစရာတနက်တွေရောင်းတဲ့ဆိုင်တီးထုံနဲ့ကြောပုတ်ကြီးမျိုးစုံတရုတ်ကလာတဲ့ကျွေးပကန်းရင်နွေးထဲတဲ့တပူးတွေရောင်းတဲ့ဆိုင်ခြုံဆောင်တွေအိပ်ရခင်းတွေအမျိုးသမီးသုံးအလှပပစ္စည်းရောင်းတဲ့ဆိုင်တွေစုံနေတာပါပဲပွဲစည်းရဲ့တစ်ဖက်အစွန်မှာလောင်းကစားတန်းထိတ်ဆုံးမှာကတန်ဖိုးလာစောင်းမောက်ကြီးတွေတလုံးပေါ်တလုံးဆင့်လို့ ဂျိုးရီယာပန်းကဘာစပိန်တစီကိုလူမြင်ကွင်းမှာချိတ်ဆွဲထားပြီးစတိကြိုင်းတွေကော်ချင်းတွေကော်ခွက်တွေဒံဟောတံခွက်တွေဘန်းပြပြီးမဲလက်မှတ်တွေရောင်းနေတာအဆောင်200တဲ့တထောင်မိုးဝယ်တော့6ဆောင်တဆောင်မြစ်တာလက်မှတ်တဲ့မိုက်ကင်ပြီးအော်နေတဲ့သူကကဲပြိတ်သက်ကြီးရဲ့အဲ့ဒီမြစ်တာလက်မှတ်ပဲဟိုဘက်ရွာမှာတော့ကက်ဆက်ကြီးပေါက်သွားတာကျွန်တော်တို့စေတနာကိုဒီရွာကလူတွေသိပါတယ်200ချက်နဲ့စပိန်ပေါက်လို့ကတော့အိမ်အပြန်စီးသွားရုံပဲတဲ့တော်တော်အပြောကောင်းတဲ့သူလူတွေဆိုတာအုံလို့ခဲလို့ ရှေ့ဆက်မလျှောက်ဖြစ်တော့ပါဘူးဇက်ပွဲဘက်ကိုလှမ်းကြည့်လိုက်တော့ stage show တောင်ထွက်နေပြီပွဲစဉ်မှာ coffee တရားတစ်ခွက်တောက်ပြီးပြန်လာခဲ့ကြတယ်ကိုရီရောက်ပြီးမကြဘူးကို့အဖွဲတွေလည်းပြန်ရောက်လာကြတယ်အားလုံးလူဆုံးတော့ကျော်ဆန်းကိုမင်းကပွဲထိုးဖို့ဘာကကြီးကြောင်ကြနေတာလဲတုံးကြီးဂျားပွဲပတ်လဲတိုက်ရင်သူကအောက်ဆင်းရတော့အမောပြေပြီးမင်းကိုကောင်းကောင်းရှင်ထိုးနိုင်တယ်လေလေးကြီးစင်ပေါ်မှာတောက်လျှောက်ထိုးရင်သူကကုံပြီးမင်းကလေ့ကျင့်ထားအတွေ့အကြုံလည်းရှိတော့နိုင်ဖို့များတယ်ကျွဲကြီးကထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေတာအခုရွာမှာပွဲရှိလို့ပြန်လာတာ တတိတော်ရှိပုံရတယ်။ဒါပေမဲ့ဂျွာမာဖျားပွဲလက်ဝတ်ပွဲပါလို့တက်ထိုးတာ မင်းကကြောက်နေတာလားပြောတော့လူမှန်ရင်တန်ခမောက်ဂျိုးပေါင်းမှကြောက်မယ်။တထွာရှိတဲ့မျက်နှာတထောင်မကွဲပါဘူးဆိုအဲ့ဒါကျွန်တော်မပြောပါဘူး။ဆရာတောင်းနေလက်ဝတ်ယုံထဲမှာအော်အော်နေတာပါလို့ပြောတော့အားလုံးဝိုင်းကြည့်ကြတယ်။ကျော်ဆန်းကဒီလိုပဲထိုးကနေကြရင်ကကြီးကြောင်ကြနေပေမဲ့တကယ်ထိုးရင်တောင်းနေမောင်းနေထိုးတဲ့သူပါ။တည်တည်ချာချာရှင်းပြလိုက်တော့မှသူ့မျက်နှာမှုရသလိုဖြစ်သွားတယ်။ဒါကလည်းမိုးဆိုးဆိုင်တဲ့ဆိုသလိုအတွေ့အကြုံကစကားပြောပါတယ်။ ကိုရှိစီနီယာကြီးတွေပြောတာဆိုတာနားထောင်လောက်တာကိုင်းတာကြည့်အထူးယူရတာပေါ့နောက်တော့ကိုလည်းဘယ်ခီးကိုဘယ်ထီးနဲ့ဘယ်ရက်ကိုဘယ်ဖနှတ်နဲ့ဆိုတာနားလည်ပြီးနောက်နေ့စောစောထအစာပြေစားဖို့ရွာလေဆိုင်တွေကဖျားပွဲစီအကုန်ထွက်လာကြတော့ကိုရီအဖွဲလည်းဖျားပွဲစီဘက်ပဲရှောက်ခဲ့ကြပါတယ်လက်ဝဲရုံဘေးမှာအကျော်ဆိုင်အကျော်ဆိုင်ဘေးမှာကောင်းချင်းပေါင်းဆိုင်သူ့ဘေးမှာလက်ပတ်ရည်ဆိုင်ရှေ့မျက်နှာစာမှာကော်ဖီမစ်ထုပ်တွေချိတ်ဆွဲထားတာရွှေအောင်တွေဆိုတော့အတော်ကြည့်လို့ကောင်းတယ် တစိတ်တွေကလည်းအမျိုးကိုစုံလို့ကိုမြင်ဘူးတာတွေရောကိုမမြင်ဘူးတဲ့ရိုးတရားတစိတ်တွေရောပေါ့အကျော်နဲ့ကောင်းချင်းမောင်ကမနှက်ဆော့ဆော့အတော်လေးလိုက်ဖက်ပါတယ်ပြီးတာနဲ့ခိုးဘက်မှာကော်ဖီသွားတောက်လိုက်ရုံပဲကောင်းချင်းမောင်900ဘူးမှားလိုက်တော့ကျောင်းတဲ့အမျိုးသမီးကစတိပကံများနဲ့ထည့်ပေးလိုက်တာအများကြီးပဲပူပူနွဲ့နွဲ့အငွေ့တထောင်းထောင်းနဲ့အုံးသီးတွေလည်းဖြူထားလိုက်တာအောက်ကကောင်းချင်းမောင်တော့မမြင်ရတော့ဘူးဒါတောင်ကောင်းချင်းမောင်တဲ့အမျိုးသမီးရဲ့ယောက်ျားကအုံးသီးလိုရင်ပြောထက်ထက်ပေးအောင်မယ်တဲ့ကောင်းချင်းကလဲကထွက်တာ ။အုံဒီကခြံထဲကအပင်ကရတာ။မြို့မှာလိုဝယ်ရတာမဟုတ်ဘူး။ဈေးကောက်လည်းမပေးရဘူး။အိမ်ကမိမကပွဲစည်းရှိလို့မနေနိုင်မထိုင်နိုင်ထွက်ရောက်ကြတာ။အဝါသာစားသွားကြပါတဲ့။ဈေးတဲ့မိမကလည်းပြုံးလို့သူ့ယောက်ျားပြောတာဟုတ်တယ်လို့ထောက်ခံနေတဲ့အမှုရာစိတ်ထားကောင်းလိုက်ကြတာမုံလူမျိုးတွေ။ကျွန်တော်တို့ကိုသူတို့ရွာဖျားပွဲလက်ဝေးလာထိုးတဲ့မြို့ကဧည့်သည်တွေဆိုတော့ခင်မင်ကျင်စိတ်လည်းပါပါတယ်။စတိပကံများတဲ့ကကောင်းချင်းပေါင်းတွေကုံကန်ပြီးတော့လာပြီးထတ်ထည့်ပေးသေးတယ်။တကယ်အဝါစားပဲ။ပတ်စံထက်ပေးလည်းမယူကြတော့ပါဘူး။ ကျွန်တော်တို့အဖွဲ့လက်ဖက်ရည်ဆိုင်ကိုထထသွားကြတော့ကောင်းချင်းမောင်းတဲ့ယောက်ျားကလေးလေးချီပြီးလိုက်လာသေးတယ်လဝိသမားတွေနဲ့လိုက်မိတ်ဆက်တာသူ့ကိုကြည့်ရတာကျွဲကြီးနဲ့ထိုးမဲ့ကြော်ဆန်းကိုအထူးစိတ်ဝင်စားနေတဲ့ပုံမှာကျွန်တော်တို့အဖွဲ့တောက်သမျှသူရှင်းမယ်ဆိုလို့မနေ့တောင်းမှန်ပြီးကိုရန်ရှင်းလိုက်ရတယ်နောက်စကားပြောရင်ခင်သွားတော့မှဒီနေ့ထိုးမဲ့ရွာကန်ကျွဲကြီးကသူ့မိမဘက်ကအမျိုးတော်တယ်တဲ့ဂျိုးရီးယားမှာအလုသွားလုပ်နေတာရွာမှာဖျားပွဲရှိလို့ပြန်လာကြတာငငယ်ကလေးကလဝိထိုးအလွန်ဝါသနာပါတဲ့ကောင်ဒီနေ့ပွဲယုံနဲ့လူပြည့်မယ် သူထိုးမယ်ဆိုတော့တရွာလုံးကစိတ်ဝင်စားကြတယ်။ထိုးကြပါအာမနာနဲ့အားကစားပဲဘသူနိုင်နိုင်ဘသူရှုံရှုံကိစ္စမရှိပါဘူးတဲ့။ချိန်ထားလဲပြေးသွားပါတယ်။နေ့လေယုံနဲ့ရောက်တော့ဟုတ်သားပဲလူတော်များတယ်။ဂျားဘွက်တွေစတော့မယ်။ဘေးကြီးစိန်ကိုပဲထိုးမယ်။ရန်ကုန်ကချိန်လုံးနဲ့ရွာကကျွဲကြီးစစ်စစ်ဖို့ခုံနိုင်ကခေါ်နေပြီ။စေးမှုကအနင်းရွာကပါ။ကိုရီနဲ့မြန်မန်တက်မိပြီးခင်ခင်မင်မင်တဲကပါ။အသိပြင်ထားကြဖို့မှားနေပါတယ်။ကျော်ဆန်းကလှည့်ကြည့်လိုက်တော့ကျွဲကြီးကရီပြနေတယ်။ ဂျုံထဲကလူတွေလည်းသူတို့နှစ်ယောက်ကိုပဲမျက်စိကျနေကြတယ်။ဂျားပွဲတွေစနေကြပါပြီ။ဂျားပွဲတွေပြီးတော့သူတို့နှစ်ယောက်ကိုရှင်ပြိုင်မှုစင်မော်ခေါ်တင်တယ်။ကျွဲကြီးကအနီတော့၊ကျိန်လုံးရန်ကုန်ကအပြာတော့ဂျုံထဲပြည်သက်ကလည်းမထိုးခင်ကတည်းကလက်ခုပ်လက်ဝါးတီးပြီးအားပေးနေကြတယ်။ကျွဲကြီးကကျိန်လုံးကနဲ့ကြီးတဲ့သူတွေကလည်းရည်နေကြတယ်။တချို့ဆိုလက်ခောက်မှုတ်တဲ့သူတွေတောင်ရှိတယ်။ဆိုင်ကလည်းဆိုင်ကောင်ရွာကလည်းဝိုင်းကောင်းဆိုသလိုဂျုံထဲမှာယောက်ျားတွေရောမိန်းမတွေရောရွာကလူကြီးတွေရောကလေးတွေပါအုံအုံထားလို့အားပေးကြတယ် ကျွဲကြီးလက်ဝတ်ထိုးတဲ့ဘောင်းမီကအတော်လေးနှာတယ်။ဟိုဘက်ကန်ယူရီးယားကဝယ်လာတာဖြစ်မယ်။သူကြည့်ရတာလက်ဝတ်နဲ့မစိမ့်ဘူး။ဘာကြောင့်လဲဆိုတော့သူ့လက်မှာပတ်တီးစီးထားတာကိုကြည့်ရင်သိနိုင်တယ်။အတော်လေးတည်တည်တတ်တတ်ရှိပါတယ်။ကျိုးဝိုင်းနိုင်ငံကနှစ်ယောက်စလုံးကိုမှားစရာရှိတာမှားပြီးပထမအချီလွတ်တယ်။ဆိုင်းကလည်းဘိန်းမောင်းတီးပြီးလွတ်တာနဲ့ကျွဲကြီးနဲ့ချိန်လုံးထိုးလိုက်ကြတာများပညာကန်းအောင်မပါဘူး။ဂျန်ဖြစ်တယ်လို့ကိုထိုးကြတော့ပွဲဆူတာပေါ့။လုံထွေးပြီးနှစ်ယောက်လုံးပြုတ်ကြချိန်လုံးကအောက်ကကျွဲကြီးကအပေါ်က ဂျုံနဲ့ဟေးလို့អော်လိုက်ကြတာကိုរောင်လန့်သွားတယ်ကျိုးဝိုင်းနိုင်ကရက်ဆိုပြီးပြန်ခွာပေးတယ်ဝိုင်းလယ်မှာပြန်တဲတယ်နည်းနည်းရှုပ်ထွေးသွားတော့ကိုလူတော်ပင်နာထိသွားတယ်မကြည့်လိုက်ရဘူးနောက်တလားလဲကြာရောနှစ်ယောက်သားထိုးလိုက်ကြတာဆင်းအောင်ပြုတ်ကြကုန်မှာရောကျိုးဝိုင်းနိုင်မှာအောက်ကိုခုံချပြီးတားယူဆွဲယူရတယ်ကျိုးတွေကလည်းရော့တာပါတယ်ဟိုဘက်တော့မှပြုတ်ကြတာတော်သေးတယ်ဘာမှမဖြစ်ကြလို့ပထမကြီးပြီးသွားတော့အနာပေတော့ကြော်ဆန်းကိုမှားရတယ်မင်းထိုးတဲ့လက်သီးတွေကရှန်နေတယ်အောက်ကိုနည်းနည်းစိုက်ထိုးမပူးမိစေနဲ့ကျိုးဝိုင်းကိုပတ်ကစား လေ့ရင်အဝင်ကိုကောင်းတဲ့စောင့်တိုင်လို့မှားရတယ်။ကြော်စမ်းလဲနည်းနည်းစိတ်တူနေတယ်။တရွာလုံးကကျွဲကြီးဘက်ကဆိုတော့စိတ်ထဲခံပြင်းတာပေါ့။ရတယ်ဒီတချီတေချာထိုးမယ်လို့ပြောပါတယ်။အောက်ပြုတ်ကြထားတော့ခေါင်းမာရောမျက်နှာမာရောတွားစာမုံတွေတဲတွေပေးနေလို့ခြေလောင်းပြီးဆေးချရတယ်။ကျွဲကြီးကိုကြည့်လိုက်တော့ခေါင်းကကြက်တောင်စီတောင်မပြုတ်ဘူး။သူလည်းနည်းနည်းတော့မောနေပြီ။စိတ်လှုပ်ရှားတာလည်းပါမှာပေါ့။ဒုတိယအချီမှာတော့ကျော်စမ်းရဲ့လက်သေးရက်တွေကထိတယ်။ကျွဲကြီးကတော့မသွားပဲ သူ့အာကြီးနဲ့လက်သေးကိုပေါက်ထိုးတယ်။ ကိုလူလည်းရှောင်းနေရင်ပချိတ်ကိုတလုံးထိသွားတယ်။ထိုးနေရင်ဂရင်ဂရိုင်ဖြစ်နေလို့အနာတောင်းလိုက်ရတယ်။ဂျုံထဲကလူတွေဆိုတာထပြီးကကုန်ကြပါရော။ဒါလူတဘာဝပဲလေ။ခွေးချင်းကြိုက်တာတော့ကိုရွာကခွေးနိုင်စေချင်ကြတာ။လူချင်းထိုးပြီဆိုတော့ဘယ်ပြောကောင်းမလဲ။ပွဲခံကုန်ကြတာပေါ့။နှစ်ယောက်လုံးကအားကောင်းပေါင်းတဲ့နေဆိုတော့ပဲပဲနဲ့နဲ့ထိရင်မလွယ်တော့ဘူး။သူပဲထိထိကိုပဲထိထိဘသူထိထိပွဲပြီးလောက်ပါတဲ့။ကျွဲကြီးညာလက်သီးပေါက်အထိုးကျော်ဆန်းချိန်လုံးကအဝင်ကိုစောက်နေမိတာတာကျွဲကြီးလက်သီးမရောက်ခင်ဗိုက်ထဲဖြတ်ကန်ထဲတာအင်းဆိုပြီးလဲကြ ဒိုင်ကဝင်အတားကျွဲကြီးတောင်းကအကူလူတွေအနားလှမ်းတောင်းကြတယ်။ရုံထဲကပြည်သက်တွေကကျွဲကြီးกว่าကျွဲကြီးกว่าဆိုရင်မြောက်ဝေးကြတယ်။ကျွဲကြီးကရင်ဝါဆောင်နေအတားခံရတာကိုဗိုက်တဲ့အကန်ခံရတာပါနှစ်ခုလုံးပေါင်းပြီးခန်းစားနေရတော့သူ့တောင်းမှာအန်ထွက်ကုန်ပါရော။နောက်တော့အကူလူတွေကမျက်နှာတုပ်ပွားပြစ်တင်ရင်သူတို့လူကျွဲကြီးကိုအရှုံးပေးလိုက်ပါတယ်။ဂျွာကလူတွေလည်းသူတို့အားပေးတဲ့သူရှုံးသွားတော့မခံကြည့်မခံတာပေါ့။တချို့ကတော့ကျွဲကြီးကအရန်ဝင်တာကိုกว่าပြည်ရမှာမရှိပဲ ်တည်တည်ချာချာတဲပြီးထိုးရင်ကျိန်လုံးကိုကျိန်းစီနိုင်ရဲ့လို့ပြောနေကြသေးတယ်။ကိုကလည်းအသာလေးညင်နေလိုက်ရတယ်။အနိုင်နဲ့လက်ဝဲရေးပြတဲ့ကြော်ဆန်းကျိန်လုံးနဲ့ပါတစ်ဖက်ရောက်နေတာနဲတာမှတ်လို့မသိရင်ကွန်းဒီလုံးကြီးငုံထားသလိုပဲဒီညထမင်းအောင်စားနိုင်မလားမသိဘူး။ညကြတော့ပွဲစည်းမှာသူတို့နှစ်ယောက်ခင်ခင်မင်မင်မှာပဲဘီယာတယောက်တစ်ဘူးတောက်ပြီးရီမောနေကြတာရှုံးတဲ့ကြွဲကြီးကမျက်နှာဗာဒံရမှမရပဲနိုင်တဲ့ကျိန်လုံးကပါတချမ်းရောက်နေတာကိုစားနဲ့စနစ်မုံလိမ့်ထားတာမျက်နှာတချမ်းကအဝါရောင်ဒီကြတဲ့ကရင်လေးကတွတ်တွေ့ချင်း မျက်နှာမဲနဲ့မျက်နှာဝါတွေ့ကြပါပြီခမားလို့မိုက်ကင်နဲ့ပုံနဲ့អော်ပြီးနောက်လိုက်သေးတယ်။ကျော်ဆန်းကဆရာလာဒီမှာကြွဲကြီးပြုစုနေတာအတော်သဘောကောင်းတယ်ကျွန်တော်လည်းဒီညအဖက်မစားနိုင်လို့အရေးပဲမိဝဲနေရတယ်ဖွင့်လို့ပါဆရာတဲ့ကျွဲကြီးကကျွန်တော်ကိုလက်ဝဲထိုးလို့ချန်ပီယံမဖြစ်မဲ့အတူတူသူနဲ့ဟိုဘက်ကမှအလုပ်လိုက်လို့ပါလားတဲ့သူကဟိုမှာတော်တော်အဆင်ပြေနေပြီပဆန်ဆူပြီးရာဘာချန်တော်ဝယ်ထားပြီးပြီတဲ့ဟုတ်ပါတယ်တကယ်တော့ဂျားဝဲအထူးဝဲထိုးတဲ့လက်ဝဲသမားလေးတွေဟာဝါသနာပါပွဲပျော်ဗော ကိုကကောင်းတာပေါ့ကွာဟိုမှာမင်းကဘာလုပ်တလဲဆိုတော့ကျွဲကြီးကကျွန်တော်ကရှမ်းတထိပ်ပိုင်နဲ့တင်းမောခြင်းမှာအလုပ်လုပ်တာအခုရွာပြားပွဲပြန်မှုခွင့်မနဲ့တောင်းခဲ့ရတယ်ဂျူးရလက်ဝဲသွားထိုးမှာလို့ပြောတော့အလုပ်ရှင်တထိပ်ကလက်ဝဲထိုးတဲ့ဘောင်းမီတောင်ဝယ်ပေးလိုက်တယ်။အော်မင်းဘောင်းမီအတော်လှနေတာကိုအခုပွဲထိုးတဲ့ဘောင်းမီကိုကြော်စမ်းကြိမ်လုံးကိုလက်ဆောင်ပြန်ပေးလိုက်တယ်။အမှတ်တရပေါ့ကျွန်တော်ကဟိုမှာဝယ်ယူရင်ရတယ်လေ။ပဂရိယူသားတဲ့ကျွဲကြီးတို့လိုနေကားလူတွေစေတနာကိုဒီလိုနေရာတွေမှာမြင်တွေ့ရပါတယ်။မနက်ပြန်ဝင်းထုံးပွဲလာအားပေးအောင်လေကွာဆိုတော့ ဟုတ်ကဲ့ဆရာလာမှာပေါ့ပွဲကြီးဆိုတော့ကျွန်တော်တို့တွေ့အောင်လုံးတအိမ်လုံးလာကြည့်ကြမှာပါတဲ့ဒီနယ်ဘက်မှာတော့ဖျားပွဲတွေရှိနေသေး၍လက်ဝဲပွဲတွေလည်းရှိနေဦးမှာပါထိုးမဲ့လက်ဝဲသမားတွေပဲရှိနေဖို့လိုပါတယ်အခုနောက်ပိုင်းလက်ဝဲသမားတွေကရှားရှားလာတယ်လေ